မြင်လာပါရှင်။ကျမတို့ရဲ့ဘာမပေါက်ကတ် channel ကနေပရိသတ်ထုတ်ကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာကတော့စာရေးဆရာမြင်းမျက်နှောင်ရေးသားထားတဲ့ The Billy Becker ဇာတ်လမ်းလေးရဲ့အပိုင်း29ကိုတက်ဆက်ပေးသားကြပါမယ်။ဇာတ်လမ်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဇာတ်လမ်းတစ်တီတင်တန်းသိသိနိုင်ဖို့ကိုဘေးနားအနူဒီကောင်းလားလေးကိုနှိပ်သွားပေးပါဦးနော်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုလိုက်ပါစီမျောခန်းစားကြည့်လိုက်ကြရအောင်ပါနော်။ ညိုကြီးကတောက်တစ်ချက်ခောက်ပြီးတော့ထိုင်းအူကိုလက်သီးနဲ့အားကုန်ထိုးခွဲလိုက်တယ်။ချက်ချက်ဆော့တယ်လို့ထိုင်းအူကွဲပြီးတော့ထိုင်းရီတွေမြေပြေပေါ်စီးကြကုန်တယ်။ညိုကြီးဒေါသထွက်နေမဲ့တိတာကြောင့်ငလားနဲ့တေးဘာစကားမှမပြောဘဲငြိမ်နေကြတယ်။ငလားနဲ့တေးရုတ်တရက်သူတို့နာမည်ကိုခေါ်လိုက်တာကြောင့်ငလားနဲ့တေးစက်ခနဲ့ဖြစ်သွားတယ်။အဲဒီနောက်မှာတော့ဟုတ်အကိုလို့ပြိုင်တူပြောကြတယ်။ညငါ့ကိုဘယ်ကောင်ဆိုင်သွားတာလဲလို့မင်းတို့ထင်တယ်။မင်းတို့ထင်တဲ့ကောင်ငါ့ကိုပြောဆန်းကွာ။ မြို့ကြီးကဒေါသတကြီးမိတယ်။အချိန်တခုကြာတဲ့အချိန်ငလနဲ့တင်ရေးထံမှာအတန်ထွက်မလာဘူး။အဲဒါကြောင့်မြို့ကြီးကနောက်တစ်ချိန်ထပ်မိတယ်။ဟဲ့အောင်ဒီညကငါ့ကိုဘယ်ကောင်ရိုက်တာလဲလို့မင်းတို့ထင်တယ်လို့မင်းတို့ထင်တဲ့ကောင်ပြောစက်ကွာ။ထွန်းလာလို့နဲ့ဝင်းအောင်တို့တော့မဖြစ်နိုင်ဘူးအကိုဒီကောင်တွေနိုင်အိမ်ပေါ်ကတယောက်မှမစင်းကြဘူးဗျ။ဖဲဝိုင်းနားမှာပဲထိုင်နေကြတာ။တင်ရခတ်တတ်သွားပြောတယ်။ဒီကောင်တွေမဟုတ်ရင်ဘယ်သူဖြစ်နိုင်မှာလဲပြောစမ်း။ ကျုပ်တော့မောင်မောင်ကောင်လက်ချက်လို့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့နိုင်ရင်အိမ်ပေါ်ကဆင်းတာဒီကောင်တကောင်ပဲရှိတယ်ဗျ။မလောက်ဝင်ပြောတယ်။ဘဲကောင်လဲ။ဘဲချင်းကဆင်းတာလဲ။ဖဲဝိုင်းတဲ့ကလူတယောက်ထွက်ပြီးဝိုင်းခဏရက်သွားတော့နိုင်ရင်အိမ်ပေါ်ကဆင်းသွားတဲ့ကောင်။မဆင်းခင်မောင်မောင်နားကပ်ပြီးတူ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 နဲ့တောင်စကားပြောသွားသေးတယ်ဗျ။ဘာလဲ။ဟိုခွေးမသာဝင်းရောက်ကောင်မဝင်ခင်လားကွာ။ဟုတ်တယ်ကို။အဲ့ကောင်မဝင်ခင်မောင်မောင်ကောင်အိမ်ရောက်ကိုဆင်းသွားတယ်။ ော်တော်ကြားမှာပြန်တက်လာတာအကိုကဖဲဝိုင်းကိုပဲမန်းနေတော့ဘဲတိပါမလဲမင်းပြောပုံရဆိုရင်တော့ငါကောင်းကိုစိုက်တာအဲ့ခွေးမသာဖြစ်နိုင်တယ်မအီလိုမျိုးညားကြရင်တွေ့ကြသေးတော့ပေါ့ကွာကောင်းကိုရှစ်စိတ်ကြွယ်အောင်ရက်ခွဲအောင်မယ်အကိုအေးစေးနားယူလိုက်စမ်းပါဒီကိစ္စကျွတ်တော့နှကောင်တည်ရှင်းလိုက်မယ်အကိုစားအဲ့ကောင်ကိုညားကြရင်အရင်ဝင်ခွာပေးမယ်ဗျတင်းကထားပြောတယ်ဟုတ်တယ်အကိုအကိုအေးစေးလေးအနားယူလိုက်ပါဦး ဒီကိစ္စကျုပ်တို့ဘာသာဖြေရှင်းလိုက်ပါမယ်။တင်းရေးစကားကိုထောက်ခံတဲ့အနေနဲ့ငလလည်းပြန်ပြောတယ်။ငလနဲ့တင်းဒီကိစ္စကမင်းတို့ထင်တယ်လို့မလွယ်ဘူးကွာ။အခက်မတက်ရင်မင်းတို့နဲ့ကောင်အသက်ခံရနိုင်တယ်။သူ့ကောင်ကိုထင်ရင်မမောကညီမမဟုတ်ဘူး။မင်းတို့ကိုပြန်တွေ့မှာကွာ။မမောဘာကောင်လဲမင်းတို့လည်းသိပါတယ်။ဘာကောင်လဲဖြစ်ဖြစ်ကျုပ်တို့လည်းပြန်တွေ့မှာပေါ့ဗျ။ဒူတဲကိုတွေ့ပဲလေ။ဒီကိစ္စကျုပ်တို့ဘက်ကအရင်ဆတာမှမဟုတ်တာ။ဒီကောင်လေးဘက်ကအရင်ဆတာလေ။ ဟုတ်တယ်ကိုအခုထိရင်တော့ဘာကောင်ချိပြဖြစ်ဖြစ်တွေ့ရမှာပဲအေးမင်းတို့ဒီလောက်ဆန္ဒရှိနေမှာတော့ကွာဒီကိစ္စမင်းတို့ငါခိုင်းလိုက်မယ်ဖြစ်ရှင်အဖြစ်ကွာအကုန်တက်နောက်ကိစ္စနောက်မှရှင်းမယ်စိတ်ချကိုမတက်မှမပူနဲ့တက်မှာဒီညအက်ကောင်ကိုကြောက်လန့်နဲ့ကိုရန်တက်မှာတင်းအေးကမန်ပါပါပြောပြီးတော့ငလောက်ကိုအထိပ်ပဲပါပါကြည့်တယ်သူ့ကိုတင်းအဲ့ဒီလိုကြည့်လိုက်တာကိုငလတရားမသိဘူးငလလက်သေးကိုကြက်ကြက်ပအောင်ဆုပ် အန်ကိုတင်းတင်းကျပ်ပြီးတော့မြေပြင်ကိုစူးဆိုက်ပြီးကြည့်နေတယ်။ညတညလုံးမအိပ်ရတဲ့အတွက်ထွန်လာအေးပြက်ပြီးအိမ်ထဲမှာအိမ်နေတယ်။ထွန်လာနဲ့ခလန်းလန်းမှာကြော်တင်းတဲ့မောင်ကြီးကညနိုင်တဲ့ငွေတွေကိုတရွက်ချင်းစိတ်ပြင်းနေပြီးရှိနေတယ်။ဇန်သိန်းကတော့အိမ်ပြင်ဘက်ကကုတ်ပြက်ပေါ်မှာဆက်လက်ထိုင်တောက်နေတယ်။ခဏကြာတော့ကုတ်ပြက်ပေါ်ကိုကြော်တင်းတဲ့မောင်ကြီးလျှောက်လာတယ်။ရေတော့ပြီးပြီလားကွ။မလောက်နိုင်လေ။ဇန်သိန်းကဆက်လက်ကို လက်ချောင်းညက်ပြီးတော့နေတယ်။ပိတ်လည်းမများပါဘူးကွာ။ တထောင်1500လဲပါဟာတထောင်1500ကြီးကိုမမြောက်ဘူးလားကွာအေးဟုတ်တယ်မမြောက်နဲတော့နဲသေးတယ်လက်ခွဲလို့ကောင်းနေပါလားတထောင်1500ကိုမမြောက်ဘူးဆိုတော့မင်းတို့ကဘလောက်မှများမှာလဲကွာ၄5 6တောင်းလောက်ဆိုရင်တော့မစိုးလေဗျာအေးဘေးတွေလောဘတက်နေတာလားလောဘဆိုတာတက်တန်းကောင်းတာမဟုတ်ဘူးကွာလောဘကြီးလီးလောက်ရဆိုတဲ့စကားမင်းတို့မကြဘူးဘူးလားအဲ့ဒါတွေမသိဘူးကွာသိလည်းမသိချင်ဘူး လလော့ဆယ်အရက်တောက်ချင်တာပဲသိတယ်ငါတို့ကိုဆိုးမြဆိုင်သွားမလို့အဲ့ဒါမင်းလိုက်ပါလားတော်ပြီငါမလိုက်တော့ဘူးငါပါလိုက်ရင်အိမ်မှာအကိုတောက်ပဲကြံခဲ့မှာကွာအကိုကအိမ်မှာတောက်ထဲမှာထားခဲ့တော့ကွာဒီတော့မင်းတို့ပါတာသွားတောက်ကြတော့ကွာတတိယရင်တော့ငါတို့အတွက်ဆွဲခဲ့ပေါ့ကွာစိတ်ချအပြန်ကြမင်းတို့အတွက်အရက်နဲ့အမီအလုံးတော့ဆွဲခဲ့မယ်ကွာသွားပြီရအောင်ဟဲ့မောင်ကြီးကပြပြဆွဆွနဲ့ကုတ်ပြပေါ်ကထပြီးကြော်တင်းကိုခေါ်ပြီးကိုဆိုးမြအရက်ဆိုင်ကိုသွားကြတယ် ဘာရို့ထပ်သွားမှစက်သိန်းကဆက်လက်ကိုအားရပါရဖွာပြီးမိခိုးတွေကိုအလုံးလိုက်မုတ်ထုတ်လိုက်တယ်။အဲဒီနောက်ကိုပြစ်ပေါ်ကဆင်းပြီးအိမ်ရဲကိုဝင်သွားတယ်။မမောင်ကအိန္ဒိယကလထန်ပန်းမှာခြေစိတ်ထမ်းပြီးဆက်လက်ကိုအရသာခံတောက်နေတယ်။မမောင်ရှိမှသိန်းစော်ကလမ်းတော့ပြစ်လျက်ပလုံမဆက်မတ်တိုက်ရနေတယ်။တန်ရပေါ်မှာတော့ငလုံးနဲ့ဖိုးကလာအရက်ထိုင်တောက်နေတယ်။ကောင်လေးညညိုကြီးကိုရိုက်တာမင်းဆိုဟုတ်လား။မမကတော့လက်ဆဆက်လက်ကိုလက်ချားညက်ပြီးတင်းစော်မျက်နှာကိုမော့ကြည့်ပြီးတော့မေးတယ် ဟုတ်တယ်ကိုကျုပ်အိမ်ရောက်မှထိုင်တော့ညိုကြီးအိမ်ဘွားဆင်းလာတာမြင်ပြီးစိတ်တွေဘလုံးမှမထိုင်နိုင်တာနဲ့တီးထုတ်လိုက်တာဗျာတစ်ချက်တည်းအလဲပဲအေးဒီတစ်ခါတော့ရှိစီတော့နောက်တစ်ခါအဲ့ဒီကောင်ကိုဘာမှသွားမလုပ်နဲ့ကြလာဂုံဂုံပြောမယ်ကွာလက်ဖျားနေတော့သွားမထိနဲ့မမောင်စကားကြားပြီးတော့တိမ့်စော်နားမလည်နိုင်ဖြစ်သွားတယ်ဒါကြောင့်မလို့သိချင်စိတ်နဲ့ဘာဖြစ်လို့မထိရတာလဲကိုလို့မေးလိုက်တယ်ပြက်မမင်းနဲ့ငါကမထိနဲ့ဆိုမထိနဲ့မမောင်ကလေတံမမနဲ့ပြောလိုက်တယ် တင်းစော်ဘာမှစံမမေးရတော့ပဲငြိမ်ကြသွားတယ်။ဒါနဲ့နောက်မဘာကဆက်လက်ကိုတဖွာပြီးထွက်ဖွာမိခိုးတွေကိုအလုံးလိုက်မုန်းထုတ်နေတယ်။ကောင်းလေးမင်းကငါအပြက်ပြောထားပြီးပြီနော်။နောက်တခါညိုကြီးကိုသွားထိရင်မင်းကငါကိုယ်တိုင်တင်းမှာမညာဘူးနော်။ဟုတ်အကိုအကိုမထိနဲ့ဆိုရင်ကြုံမထိတော့ပါဘူးဗျာ။အေးအဲ့လိုပဲဖြစ်ရမှာပေါ့။လိမ့်ပါတယ်ကွာမင်းသွားတော့ဟုတ်ကူတိန်းစော်မပေါင်းရှိကနေထွက်သွားတယ်။တိန်းစော်ထွက်သွားမှဖိုးကလာစကားဆတယ် အကိုအကိုကောင်နေညဘာမှမလုပ်ရှားပါလားကျုပ်ကတကောင်ကောင်သိပြီးတောင်ထင်းနေတာအခုတော့မှန်းအချက်နဲ့နှမ်းထွက်မကပ်ဘူးဖြစ်သွားတယ်ဗျာအေးကွာငါလည်းအဲ့လိုထင်လိုက်တာဘာမှမထူးခြားဘူးဖြစ်သွားတယ်ဒီညတော့တခုခုထူးခြားလိုက်မယ်လို့ကြုတ်ထင်တယ်ကိုဒီအေးပဲသိမလားငလပဲသိမလားတော့မသိဘူးတယောက်ယောက်တော့သိမသေးချာတယ်ဗျာငလုံးကအရက်ခွက်ကိုတကြိုက်တယ်ကောက်မော်ပြီးတော့ပြောတယ်ဖိုးကလာမျက်မှောင်ကျုံသွားတယ် ငါတော့မထင်ပါဘူးကွာညအကောင်ဘာမှမဖြစ်ဘဲနဲ့ဒီပုံတန်းဆိုဒီကောင်တွေဇလန်းအကြောင်းမှာကွာမကြတော့ဘူးခါကောင်ဒီကောင်တွေအကိုခိုင်းတဲ့ကိစ္စကိုဒီညဖြေရှင်းကြလိမ့်မယ်မယုံရင်မင်းစောက်ကြည့်နေလိုက်ဟုတ်ပါကွာဒါဖြင့်မင်းနဲ့ငါအလောင်းစားတစ်ခုလုပ်ကြမလားဘာအလောင်းစားလဲကွာတခြားမဟုတ်ပါဘူးကွာမင်းမဲဆော့ဆော့ပြောနေလေဒီညတရရောက်တင်မဲဆိုအဲ့ဒါလောင်းမှာဘလို့မျိုးလဲကွာငါနားမလဲဘူးတေချာပြောပြစမ်းပါအော်ဒီလို့ မင်းပြောစင်တာတင်းအင်းနဲ့ငလာတယောက်ယောက်တင်မှာဟုတ်တယ်မလားအေးဟုတ်တယ်အေးအဲ့ဒါလောက်မှာဒီညတင်းအင်းတင်မလားငလာတင်မလားစိုက်တဲ့ကောင်လောက်ငလုံးကကောက်တက်ကြင်ကြင်လောပြီးတော့မင်းပြောတာငါသဘောပေါက်ပြီအေးသဘောပေါက်ရင်မင်းထင်တဲ့ကောင် ပြောကြည့်ကွာမပြောခင်ဘာကြေးဆိုတာအရင်ပြောရှုံးတဲ့ကောင်ကနိုင်တဲ့ကောင်ကိုအရှက်အဝါတက်ကြည့်ကွာကြိုက်ပြီလေကြိုက်ရင်ပြောဒီညဘသူတင်ပါလဲငလကွာဒီညငလတင်မှာတေးကြတယ် ငါတင်ရေးကွာဒီညတင်ရေးတိမ်မှာဖိုးကလာဖိုးကလာဒီတခါတော့မင်းညံ့သွားပြီကွာတင်ရေးမတင်နိုင်သေးဘူးကွာမနေ့ပြန်ကြရင်ငါ့ကိုအဆက်အဝါတိုက်ဖို့သာပြင်ထားပြီတော့အေးကြိကြသေးတာပေါ့ကွာဘသူကဘသူကိုအဆက်အဝါတိုက်မလဲဆိုတာငလုံးနဲ့ဖိုးကလာပြောတာကိုမဘာဝသေစာနားထောင်ပြီးစိတ်ထဲကနေစကားနဲ့ငယ်ပြောလိုက်တယ်ထိုစကားကတော့ဒီညတင်ရေးနဲ့ငလတယောက်ယောက်တိမ်မှာတေချာတယ်ဆိုရင်ဖိုးကလာမင်းမသွားပြီး ဒီညတိမ်မဲ့သူကငလကွာငလငလုံးပြောတာတိတ်မှန်နေတင်းအေးမတင်တန်သေးဘူးငလကိုတင်းအေးတက်လိုက်မယ်ဆိုပြီးဖြစ်တယ်အဲ့လိုကောင်းလိုက်တာကွာဒေါ်လာအပြင်းဆန့်ပြီးတော့ပြောတယ်အကုန်နိုးလာပြီလားဒေါ်လာအတန်ကိုကြားတာကြောင့်စံသိန်းဒေါ်လာနားလျှောက်သွားတယ်ဒေါ်လာကငုတ်တုတ်ထထန်ပြီးမျက်လုံးကိုလက်ထက်ပုတ်တက်ပြီးဟိုကြည့်ဒီကြည့်လိုက်ကြည့်နေတယ်အိမ်ထဲမှာမောင်အေးနဲ့ကြော်တင်းကိုမတွေ့အဲ့ဒါကြောင့်မင်းတယောက်ထဲလားစံသိန်း ဟိုကောင်တွေရောမတွေ့ပါလားကွဘယောက်သွားလဲအဲ့ဒီကောင်ကိုစိုးမြအရက်ဆိုင်တဲ့အရက်သွားတော့ကြတယ်ကိုမင်းကဘာလို့လိုက်မသွားတာလဲဒီမှာအကိုတယောက်တည်းမလို့အဲ့ဒါကြောင့်တမင်လိုက်မသွားခဲ့တာပါဩအေးအေးငါလဲနိုးပြီဆိုတော့သွားမယ်ကွာအရက်ဆိုင်သွားကြရအောင်မလိုက်နဲ့တော့အကိုချစ်တော့ညောင်းနေဒီကောင်တွေပြန်လာရင်ကြောက်တော့အတွက်ဆွဲခဲ့လိမ့်မယ်ဗျမင်းကောင်တွေရောဘယ်တော့ပြန်လာမှာလဲငါအခုတောက်ချင်တာဒီကောင်တွေသွားတာကြပြီကိုခဏနေလောက်တော့ပြန်လာမှာပေါ့ ေးအဲ့ဒါဆိုလဲပေးတာပဲစလိတ်ရှိသေးလားရှင်တလိတ်လောက်တိုက်စမ်းပါဦးစံသိန်းကအိတ်ကထဲကနေစလိတ်တလိတ်နဲ့မီးချစ်ကိုထုတ်ပေးလိုက်တယ်ဒေါ်လာယူပြီးတော့စလိတ်ကိုမင်းကြီးပြီးအားရပါးရဖွားဆိုင်တယ်နောက်ရင်တော့မီးခိုးတွေကိုအလုံးလိုက်မိုးထုတ်လိုက်တယ်နောက်15မိနစ်လောက်ကြာတော့မောင်ရင်းနဲ့ကြော်တဲ့အဇက်ပလင်းတွေကင်ပြီးတော့ပြောင်းအောင်လာကြတယ်အကောနိုးနေပြီလားကျုပ်ကမနိုးသေးဘူးတောင်ထင်နေတာအဲ့ဒါကြောင့်အေးစိတ်လုံနေတာမောင်ရင်းကရောက်ရင်ရောက်ချင်းထွန်လာပြီးမှဝင်ထိုင်ပြီးတော့ပြောတယ် ကြော်တင်ကစံတဲဘေးဝင်ထိုင်နေဒေါလကဘာစကားမှပြန်မပြောဘူးအချက်ပလင်းကိုဆက်ခနဲ့ဆွဲပြီးတော့တဝမောတော့တယ်ဒေါလနေသူစံသိမ့်နဲ့အချက်ပလင်းကိုဆွဲပြီးတဝမောတော့လိုက်တယ်ဝါမှာပလင်းကိုအောက်ပြန်ချတယ်အေးတော့လကောင်းလိုက်တာကွာလေเจ้าတဲ့ကိုပူပြီးဆဲသွားတာပဲစံသိမ့်ကလေချင်းတက်ပြီးတော့ပြောလိုက်တယ်ဒေါလကပလင်းကိုအောက်ပြန်ချပြီးကြော်တင်ကိုကြည့်တယ်ကောင်းလေညမင်းပတ်စံဘလောက်နိုင်လဲလို့မေးတယ်တထောင်တထောင်ကြော်နိုင်တဲ့အကူရဲ့ ကြော်တဲ့ကခတ်တတ်တတ်ပြန်ပြောတယ်။အေးထုံးလာအေးဆိုပြီးတလုံးနဲ့ပြောပြီးအရက်ကိုထမ်းမော့တယ်။ဟျောက်နေမင်းတို့ပြောတော့အရက်သွားတော့တာဆိုစံသိမ်းရမေးတယ်။အေးဟုတ်တယ်လေဘာဖြစ်လို့လဲ။မင်းတို့ကြည့်ရတာမတောက်ထားသလိုပဲကွာဘလို့ဖြစ်တာလဲ။တောက်ကောတောက်ခဲ့ရလားကွာ။တောက်တော့တောက်ခဲ့ရဗျာ။တလုံးကိုနှစ်ယောက်များတောက်ခဲ့တာ။အဲ့ဒါကြောင့်မတောက်ထားတဲ့ပုံ ဖြစ်နေတာ။ဒါပြဘာဖြစ်လို့ကြာနေရလဲကွာ။ကြားရတဲ့အကြောင်းကတော့ကိုစိုးမြဆောက်စကားများနေလို့ဗျာ။ကောင်းကွာ။ စံတရပြောပြီးတော့အဇက်ပလင်းကိုကင်ပြီးမတ်တက်ထားရက်ကအိမ်ရှိကိုပြည့်စီကိုသွားတယ်။အကိုအကိုကြောက်မေးစရာတခုရှိတယ်။မောင်ရထွန်းလာကိုကြိတ်ပြီးတော့ပြောတယ်။ဘာမေးမလို့လဲမောင်အေးမေး။အကိုနဲ့ဝင်းရောင်ဆိုတဲ့ကောင်ကဘာတွေလဲ။အသိတွေလား။ဘလို့ရင်းနေတယ်။မရင်းနေပါဘူးကွာ။အသိရလို့လည်းမဟုတ်ပါဘူး။ဒါပေမဲ့အဲကောင်နဲ့ငါလွန်ခတ်တဲ့နှစ်တွေကဟိုဘက်ရာထန်းတော်တဲ့ပါ။ယောက်ျားပြီးပြီးတယောက်ချင်းထိုးခဲ့ဘူးတယ်ကွာ။အဲပွဲမှာအဲကောင်ငါ့ကိုရှုံးသွားတယ် ။အဲ့မှာအဲ့ကောင်နဲ့စသတာပဲဆိုပါတော့ကွာ။ဟိုလိုမိတ်ဆွေတွေတည်ကြမ်းနေလို့တည်တာမဟုတ်ဘူးကွာ။ဒါနဲ့နေစားမှာမင်းငါ့ကိုဘာလို့ဒီမျိုးကိုမေးရတာလဲကွာ။အဲ့ကောင်နဲ့ကျုပ်တို့ကြမှာအကန့်နေရှိတယ်ကို။ကျုပ်တို့တွေမကဘူးဆုံးသွားတဲ့အကိုကျော်ထွန်းအကိုမောင်ခင်တို့နဲ့ပါအကန့်နေရှိနေတာ။ထွန်းတော့မျက်မှောက်တစ်ချက်ကြုံသွားတယ်။ဘာအကန့်နေရှိတာလဲ။ငါ့ကိုမြေမြပြော့ဆန့်ကွာ။မောင်ရည်ကဖြစ်ပြက်တဲ့မြအလုံးစုံကိုတခုမှမကြံပြောပြတယ်။ဒွန်လာကခေါင်းတက်ညင်ညင်ညင်ပြီးတော့နားထောင်နေတယ်။ ထို့သောပြင်မဝေးစကားဆုံးမှထွန်လာက။အော်အဲ့ဒီလိုလားလို့ခတ်တူတူရေရွတ်ပြီးအရက်ကိုတမောမောလိုက်တယ်။ဟုတ်တယ်ကို။အဲ့ကောင်နဲ့ကျုပ်တို့ကြားအကန့်ကအဲ့ဒါပဲ။ထားပါတော့ကွာ။ပြီးတာလဲပြီးပါပြီ။အဟောင်းကိုအသက်မလုပ်ချင်တော့ဘူး။မရေးမအောင်ငါလဲအပိုင်ချနေပြီကို။မရရင်တော့တမျိုးပေါ့ကွာ။ကျုပ်တို့ကပြီးပြီမယ်ဒီကောင်နဲ့ကပြီးချင်မှပြီးမှလေအကိုရဲ့။အဲ့ကြဘယ်လိုလုပ်မလဲ။ပြောနေရကြတယ်ကွာပြီးပြီမပြီးပြီးသိရအောင်ဒီကောက်စီကိုခုသွားမယ်။ မင်းတို့လည်းကြမလားလိုက်မယ်ကိုအေးဒါဆိုသွားမယ်ကွာထုံလာဇက်ပလင်းကမြေမတ်တက်ထားရတဲ့မောင်ရင်နဲ့ကြော်တင်လဲမတ်တက်ထားရလိုက်ကြတယ်အဲ့ဒီနောက်အိမ်သေးကနေထွက်သွားကြတယ်အကိုဘယ်သွားမှာလဲအိန္ဒိယထွက်လာတဲ့ထုံလာတို့ကိုစံသိန်းကစီးမိတယ်အပြင်တော့မလို့မင်းတို့လိုက်ပါလားလိုက်မယ်လေအကိုရှိတာမှဒီလေးယောက်လေးကိုအေးအဲ့ဒါဆိုကုတ်ပြဘောကထကွာသွားမယ်အဲ့ဒီနောက်လေးယောက်သားကန်တာယာဝင်းရောင်အိမ်ကိုသွားကြတယ် ဝိယောင်ကအိမ်ထဲတန်းရတစ်ခုပေါ်မှာအနင်းနဲ့တူထိုင်နေတယ်။ဘဲဘက်လက်ကအနင်းကိုဖတ်ထားပြီးတော့ညာဘက်လက်ညှိုးလက်ကလေးကြားမှာဇလိုက်တလေးကိုအตาညက်ပြီးတော့အရသာခံတောက်နေတယ်။သူတို့မျက်နှာချင်းဆိုင်တန်းရပေါ်မှာတော့ရဲကြီးအေးကျော်မြင်းမီငကြောက်တို့လေးယောက်အတွေ့ကိုကြီးနဲ့ထိုင်နေကြတယ်။တိုးတော့ဖြစ်တောင်းတော့ကြတော့ရဲကြီးကအကိုညာဘလို့ဖြစ်တာလဲလို့ထူးထူးဆန်းဆန်းမေးလိုက်တယ်။ဘာလို့ဘလို့ဖြစ်ရမှာလဲ။မင်းစကားအဆမရှိအဆုံးမရှိပါလားကွ။ရှင်းရှင်းလင်းလင်းပြောစမ်း ကြုံမေးတာကညထုံးလာနဲ့ဘာလို့တရင်တနည်းစကားပြောနေတာလဲအဲ့ဒါမေးတာဗျဘာဖြစ်လို့လဲကွာမင်းနဲ့ဆိုင်လို့လားဆိုင်တော့မဆိုင်ပါဘူးဗျာဒါပေမဲ့အဲ့ကောင်အခုလူကြားထဲမှာအဆက်ခွဲခဲ့တာမေ့နေပြီရက်ကြီးအဲ့ကိစ္စကပြီးသွားပြီချီးချောက်ရေးလာမနှုတ်နဲ့ကွာငါညက်လို့ငါခံရတာမင်းကိုပြောပြပြီလေဝင်းရောင်ကဒေါသတကြီးပြောလိုက်တယ်ရက်ကြီးဘာမှစံမမေးရတော့ပဲတိတ်သွားတယ်ဝင်းရောင်အိမ်ထဲကိုငါတို့ဝင်လာခဲ့မယ်ကွာ အဲ့လိုအတန်တတန်ရုတ်တရက်ထွက်ပေါ်လာပြီးအိမ်ထဲကိုထွန်လာလို့လေးရောက်ခတ်တီတီနဲ့ဝင်လာကြတယ်။ထွန်လာတို့ကိုမျက်နှာနဲ့ရဲကြီးနဲ့အေးကြော်ဆက်ခနဲ့မတ်တက်ထားရကြတယ်။ဝင်းရောက်ကအနင်းကိုဖတ်ထားတဲ့လက်ကိုလိုပြီးစက်လက်ကိုဟန်ပါပါတော့ပြီးထွန်လာကိုခက်ရက်ရက်ပြုံးပြတယ်။အဲ့ဒီနောက်ကောင်လေးတွေကိုယ်ရင်လာတဲ့ဧည့်သည်တွေကိုတရားဖယ်ပေးလိုက်စမ်းကွာ။ဝင်းရောက်စကားဆုံးတာနဲ့မြင်းမိတဲ့ငကြောင်မတ်တက်ထားရပြီးဝင်းရောက်နောက်ကိုသွားရကြတယ်။ရဲကြီးနဲ့အေးကြော်ကတော့မသွားအောင်အဲ့ဒီနေရာမှာပဲမတ်တက်ရက်နေတယ်။ ဟဲ့ရောင်နေအဲ့မှာဘာရဲလုံနေတာလဲငါနောက်လာခဲ့ဝင်းရောင်ကမန်ပပပြောတယ်ရဲကြီးနဲ့အေးကြော်ဝင်းရောင်နောက်ကိုသွားကြတယ်ဒီတော့မှထွန်းလာတန်းထရပေါ်မှာဝင်ထိုင်နေမောင်အေးစံသိန်းကြော်တင်းတို့သုံးယောက်ကတော့မထိုင်ဘူးထွန်းလာနောက်မှာမတက်ရက်နေတယ်ထွန်းလာကဝင်းရောင်ဘေးမှာထိုင်နေတဲ့အနင်းကိုအကဲကဟန်နဲ့တစ်ချက်ကြည့်အနင်းကလည်းထွန်းလာကိုအထူးဆန်းကြည့်တယ်အဲ့ဒါကြောင့်အကြည့်ချင်းစုံသွားတယ်အဲ့လိုစုံလိုက်တာနဲ့တပြိုင်နဲ့အနင်းရှက်ပြီးတော့ခေါင်းငုံသွားတယ် ဒေါ်လာကနစ်လို့ပဲတစ်ချက်ပြောမိဝင်းအောင်မင်းပြေရမိန်းကလေးကဘယ်သူလဲကွာလို့မေးလိုက်တယ်ဝင်းအောင်ကစိတ်ကို လက်ချားညက်ပြီးအနှင်းကိုဖတ်ပြီငါဘေးမှာထိုင်နေမှတော့ငါအမျိုးသမီးပေါ့ကွာလို့ဘယ်သူဖြစ်မှလဲလို့ပြန်ဖြေတယ်မသိပါဘူးကွာမင်းညီမလားလို့မင်းညီမဆိုလဲရောက်ဖတော်ရအောင်လို့ကွာဒေါ်လာကတဟာအော်ကြီးတယ်ဝင်းအောင်လည်းတဟာအော်ကြီးပြီးမတ်တက်ထရပြီးသူအိတ်ကထဲကနေစက်လိတ်အစ်စ်တလိတ်ကိုထုတ်ပြီးထွန်းလာကိုပြေးခဲ့တယ် ်ထွန်းကလမ်းယူပြီးတော့စလိတ်ကိုဘဲဘက်နှခမ်းတောက်မှာဖိကိုက်ပြီးတော့အိတ်ကတ်ထဲကိုလက်နိုင်တယ်အိတ်ကတ်ထဲမှာဘာမှမရှိဘူးအဲ့ဒါကြောင့်နောက်ကိုလှည့်ပြီးဒုံစုံတစ်ခုကိုပြောမယ်လို့ရှေ့တုန်းကကောင်မင်းစလိတ်ကိုငါကိုယ်တိုင်မြင်နေပြီမယ်ဟုတ်ပြီဗျာအဲ့လိုဆိုရင်တော့ကျေးဇူးအထူးတင်ပါတယ်ထွန်းကပြောပြီးတော့ရှေ့တူပေးတယ်ဝင်းရောက်ကထွန်းစလိတ်ကိုမြင်နေပြီစလိတ်မှာမီးဆွဲမှာပြန်ထိုင်နေထွန်းကစလိတ်ကိုအားရပါးရဖွာပြီးမိ गो တွေကိုအလုံးလိုက်မဟုတ်ထုတ်တယ်ဝင်းရောက် မင်းတိုက်တဲ့ဆက်လက်မလို့လားမသိဘူးကွာတော်တော်တောက်ကောင်းတယ်ကွာလို့ပြောလိုက်တယ်။တောက်ကောင်းရင်တောက်နောက်ထပ်အများကြီးရှိသေးတယ်ကွာ။တော်ပါပြီကွာအဲ့လောက်ချင်းမတောက်နိုင်ဘူး။ချားပါတော့ဒါနဲ့မင်းငါးစီလာတာဘာကိစ္စလဲကွာ။ထွေထူးတော့မဟုတ်ပါဘူးကွာ။မင်းနဲ့ငါးကောင်နေကြမှာအကန့်နေရှိတယ်ဆိုအဲ့ဒါဟုတ်လား။ဝင်းရောင်ကချက်စဲမဲ့ဖြစ်ပဲမောင်ရင်းနဲ့ဆန်တဲ့ကိုတချက်လန်းကြည့်တယ်။မောင်ရင်းနဲ့ဆန်တဲ့ကလည်းဝင်းရောင်ကိုရှုတ်တီတီပြန်ကြည့်ကြတယ်။အဲ့နောက်ဝင်းရောင်ကဖြေတယ်။အေးဟုတ်တယ် ။အရင်ကရှိခဲ့ဘူးတဲ့ကွာခုတော့မရှိတော့ပါဘူးကွာ။ငါးကောင်တွေလက်ချက်နဲ့မင်းကောင်တွေကွဲတယ်လို့မင်းကောင်တွေလက်ချက်နဲ့ငါးကောင်တွေလည်းကွဲခဲ့တာပါပဲ။ဒီတော့ကြည်ပြီပေါ့ကွာ။မင်းရတာကြည်တယ်ပြောနေတာ။မင်းကောင်တွေကကြည်ရောကြည်ရလားကွာ။နောက်လည်းပြီးမင်းကြည်အောင်ကွာရုပ်တွေကမကျင်တတ်တဲ့ရုပ်တွေနဲ့ထွန်းလာကဝင်းအောင်ကောင်တွေကိုကြည့်ပြီးတော့ခတ်တီတီပြောတယ်။ငါးကောင်တွေဆိုတာတွေကငါပြီးရင်ပြီးတယ်။ငါစကားတခွန်းပဲ။မင်းကောင်တွေကိုသာမင်းဟဲ့အောင်နေ အားလုံးကြောင့်မင်းတို့သဘောထားကိုပြောလိုက်ကွာဒေါ်လာကနောက်ကိုလှည့်ကြည့်ပြီးတော့ပြောတယ်ကျွတ်တို့ကအဲ့ဒီညကလေးကစပြီးတာကြာပြီပေါ့အရင်မကြည့်တဲ့ကိစ္စတခုခေါင်းနဲ့ကြတာမထားတတ်ဘူးဗျဟဲ့ကောင်ငါးကောင်နေပြောတာကိုမင်းကြားတယ်နော်ကြားပါတယ်ကွာဒါဖြင့်မင်းကောင်နေနဲ့ငါးကောင်နေကြာကိစ္စတွေအားလုံးပြီးပြီပေါ့အကိုကြီးအကိုကြီးတို့ကိစ္စပဲပြီးရနော်ကျွတ်တို့နဲ့ဟိုကောက်ကြာကိစ္စတွေမပြီးသေးဘူးခုမှစမှာဗျ ငါကြောက်ကကြော်သိမ်းမျက်နှာတက်တဲ့ကိုလက်ညှိုးထိုးပြီးတော့ပြောတယ်။ဝင်းအောင်မျက်နှာခွက်ခနဲပြတ်ပြီးရဲကြီးကိုအဓိပ္ပာယ်ပါပါပြန်ကြည့်လိုက်တယ်။ရဲကြီးကဘာမှမသိဘူးဆိုတဲ့အကြည့်မျိုးနဲ့ဝင်းအောင်ကိုပြန်ကြည့်တယ်။ကောင်လေးမင်းနဲ့ငါအကောင်ကြားမှာဘာကိစ္စရှိလို့လဲငါ့ကိုပြောပြစမ်းပါ။ထုံးလာမေးတယ်။တိုက်ရှိတာပေါ့ဗျာ။အကိုကြီးကောင်ကကျုပ်တို့နဲ့တနေသေးတာချင်းကျုပ်တို့ရရဲအရက်ဆိုင်မှာကျုပ်တို့ကိုဗလန်းရိုက်သွားတာ။အဲ့ဒီကိစ္စကျုပ်တို့အခုထိမဖြေရှင်းရသေးဘူး။ အဲ့ဒါကြောင့်အကိုကြီးတို့ဂျာကကိစ္စပြီးပြင်မယ်ကျုပ်တို့ဂျာကိစ္စမပြီးသေးဘူးလို့ပြောတာဗျ။ကောင်းလေ။ဒီကောင်ပြောတာဟုတ်လားကွာ။ထွန်းလာနောက်ကိုလှည့်ကြည့်ပြီးတော့ပြန်မိတယ်။ကြော်တဲ့ကခက်တီတီနဲ့ခေါင်းချိန်ပြတယ်။ကဲဒီတော့မင်းတို့ဘာလုပ်ချင်လဲ။ဘာပြောချင်လဲ။လုံးချင်တာလုပ်ကွာငါ့ကိုပြော။ထွန်းလာအရှိကိုပြန်လှည့်ပြီးငကြောက်ကိုကြည့်ပြီးတော့ပြောတယ်။ကျုပ်ဘာဖြစ်ချင်လဲဆိုတော့အကိုကြီးကောင်စော့ခွက်ကိုစွန့်ထိုးချင်တယ်။ထွန်းလာကခေါင်းတန်းကြီးလှုပ်ပြီးနောက်ကိုပြန်လှည့်တယ်။ကောင်းလေ။မင်းရောက်ကြမလား။ ယောက်ျားဆိုတာလှုပ်ရရင်ခံရတယ်ကွာဒီတော့မင်းဟိုကောင်လို့တမျှကို ပြန်ခံရမယ်ဘလို့လဲခံမလားကွာဟုတ်ကိုကြီးကြောက်ယောက်ျားလှုပ်ရရဲ့ဆိုတော့ခံရတာပေါ့ဗျာဟဲ့မင်းငါ့ကိုကြက်တလူတာလှုပ်ငါဘာမှပြန်မလှုပ်ဘူးကဲငါကောင်မင်းကြားတဲ့အတိုင်းပဲကြက်တလူတာလှုပ်ပြီးတော့ထုံးနာစကားဆုံးတာနဲ့ကြော်တင်းရရှေ့ထွက်ပြီဖဲဝိုင်းကကိစ္စကိုဖဲဝိုင်းမှာပဲရှင်းရတယ်ကြက်ဝိုင်းကကိစ္စကိုကြက်ဝိုင်းမှာပဲရှင်းရတယ်မင်းတို့နေမှာဖြစ်တဲ့ကိစ္စမင်းတို့နေမှာရှင်းတဲ့နယ်လို့ငါထင်တယ် ီတော့မင်းတို့နဲ့ရှောင်းမဒီကိစ္စကိုရှင်းကွာငါတို့နဲ့ပါတော့မရှင်းနဲ့တက်တက်ချွတ်ချွတ်နေကြအဲ့လိုဝင်းရောင်ကဝင်းပြောတယ်ဝင်းရောင်ပြောတာမှန်နေကွာဒီကိစ္စမင်းတို့နဲ့ရှောင်းမမင်းတို့ရှင်းဒါအကောင်ဆုံးဖြစ်လိမ့်မယ်လို့ငါလည်းထင်တယ်ဒါပေမဲ့မင်းတို့သဘောပါအခုရှင်းရှင်းလဲရှင်းရှင်းပြီးပြီးတာပဲထုံးလာပြောတယ်ငါကြောက်ကမင်းမီးကိုအတိတ်ပဲပါပါကြည့်မင်းမီးရသဘောပေါက်တာကြောင့်ခေါင်းငိတ်ပြတယ်ဟုတ်ပါပြီဗျာအကိုကြီးတို့နေရောက်လို့ပြောနေပါတော့ကျုပ်တို့ကိစ္စကျုပ်တို့နေရောက်မှာပဲရှင်းတော့မယ် ဖျောက်မင်းကြားတယ်နော်ဒီကိစ္စငါတို့နေရောင်မှာရှင်းကြမယ်။တဘောဗျာကြိုက်တဲ့နေရာကြိုက်တဲ့ချိန်လာရှင်ငါတော့စင်တဲ့မယ်။အေးမင်းစကားကိုမင်းမှတ်ထား။ကြော်တဲ့ရပခုံးတွန်ပြလိုက်တယ်။ကဲထွန်းလာဒီနေ့ကစပြီးမင်းတို့နဲ့ငါတို့ကြားဘာပြဿနာရှုပ်ရှင်းမှမရှိတော့ဘူးနော်။ဒီတော့မိတ်ဆွေဖွဲ့လိုက်ကြရင်မကောင်းဘူးလား။အင်းကောင်းတာပဲငါသဘောတူတယ်။ဟုတ်ပြီ။ဒီနေ့ကစပြီးမင်းတို့နဲ့ငါတို့မိတ်ဆွေတွေဖြစ်သွားပြီပေါ့ကွာ။မိတ်ဆွေဖြစ်တဲ့အထိမ့်မှန်နေနဲ့လက်ဆွဲနှုတ်ဆက်ကြလိုက်ရအောင်။ ဝင်းရောင်ကမတ်တက်ရက်ပြီးတော့လက်ကမ်းပေးတယ်။ဒေါလာနဲ့မတ်တက်ရက်ပြီးဝင်းရောင်လက်ကိုဆွဲလိုက်တယ်။အဲဒီနောက်စကားအနှင်းငယ်ပြောပြီးထွန်းလာတို့ဝင်းရောင်အိတ်ကနေပြန်လာခဲ့ကြတယ်။အဲဒီလိုနဲ့ထွန်းလာနဲ့ဝင်းရောင်ပေါင်းပြီးသွားစလီတော့တယ်။ည9:45မိနစ်နိုင်ရင်ကဖဲဝိုင်းမှာဖဲဝိုင်းဖို့အတွက်မမတို့ဆရာတပည့်၄ယောက်ရောက်လာကြတယ်။မမတို့ရောက်ပြီးတိတ်မကြဘူး။တင်းလင်းတို့၃ယောက်လည်းရောက်လာတယ်။ကျင်းရုံရောက်ပြီးတိတ်မကြဘူးထွန်းလာတို့ပါရောက်လာတယ်။ရောင်းရင်ရောက်ချင်းမဲ့ထွန်းလာတို့ကနိုင်အိမ်ပေါ်ကိုတက်ကြတယ်။ မမတို့နဲ့တင့်လင်တို့ကတော့မတက်သေးဘူးမမတို့ကအိမ်အောက်ကတန်ရပေါ်မှာထိုင်ကြတယ်တင့်လင်ကတော့ကနပြင်းအောက်ကဖျားပေါ်မှာဝင်ထိုင်နေစောသေးတာကြောင့်ဖဲဝိုင်းမစသေးဘူးဝင်းရောင်ကဘယ်ချိန်လဲကနိုင်အိမ်ပေါ်ရောက်နေလဲမသိဘူးဖျားဆင်ရှိမှရွာလူကြီးတွေနဲ့အတူတဝိုင်းထဲထိုင်ပြီးတော့စကားပြောနေတယ်ဝင်းရောင်နဲ့ခက်လန်းလန်းမှာတော့ရဲကြီးအေးကြောင့်မြင်းမြင့်ငကြောက်တို့လေးယောက်ထိုင်နေကြတယ်တောင်းတော့ကြတော့နိုင်အိမ်ပေါ်ကိုထွန်းလာတက်လာကြတယ်ထွန်းလာကဝင်းရောင်အနားကိုသွားထိုင်နေအဲ့တော့ဝင်းရောင် ်ရွာလူကြီးတို့နဲ့အတူစကားပြောနေတယ်။မောင်ရင်းနဲ့စံသိန်းကြော်သိန်းတို့သုံးယောက်ကတော့ရဲကြီးတို့အနားမှာထိုင်နေဘာစကားမှတော့မပြောဘူး။အားလုံးငြိမ်နေကြတယ်။ဟဲ့ရောင်နေမင်းတို့ကငါစိတ်ချမယ်နော်။နိုင်ရင်ကိုတွားရင်ဟန်ပြင်းနေတဲ့တပည့်တွေကိုကြည့်ပြီးတော့ညိုကြီးကပြောတယ်။စိတ်ချအကိုအကိုကိုစိုက်တဲ့ကောင်ဒီအနေအသေးပဲ။ဒီကောင်တင်မှ ကျွတ်တို့ဒီထန်းတော်တွေကိုပြန်လာခဲ့မယ်ဗျ။မသိရင်ပြန်မလာတော့ဘူး။တေးကပြန်ပြောတယ်။အေးတတိလည်းထားကြအောင် မမအတောင်မင်းတို့သိတယ်မလားသူ့ကောင်ကိုထိရင်ငိမ့်တယ်မဟုတ်ဘူးကွာအေးစေးပါကိုရာရုပ်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 လှုပ်လှုပ်ကတော့အဲ့ကောင်မှတခါတည်းတက်ခင်မှာဟုတ်ပြီတင်အေးလှုပ်တာလှုပ်နောက်ကိစ္စနောက်မှရှင်းမယ်ဟုတ်ကူဒါဖြင့်ကျုပ်တို့သွားပြီနော်တင်အေးကနှုတ်ဆက်စကားပြောပြီးသူ့ကောင်နှစ်ကောင်နဲ့ငလားကိုခေါ်ပြီးနိုင်အိမ်ကိုသွားလေတော့တယ်စပရိတ်သမီးရှင်ဇလန်လေးကတော့ဒီညမှာနေပြီးဆုံးပါပြီဒီနေ့နဲ့တက်လိုက်မယ်လို့ထင်မိပါတယ် ဒီဇလိုင်းရဲ့ဆက်ကူတော့နောက်ရက်များမှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါအောင်မယ်ရှင်။ဒီကနေ့မှာနားဆင်အားပေးကြတဲ့ပရိသတ်တဦးရှင်းစီတန်းကိုအထူးပင်ကျေးဇူးတင်ပါတယ်။ပင်ကျေးဇူး